ပါရှင်ကျမကကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီကိုငွေကြေးထောက်ပံ့မှုမပေးရဲ No New Pharma Fan at ဥပဒေချမ်းကို American Outlook တော်ကအတည်ပြုလိုက်ပါတယ်။ဒီဥပဒေချမ်းမှာဘာတွေပါဝင်နေပါသလဲ။ဒီဥပဒေအတည်ဖြစ်တော့ရင်ဘာတွေဖြစ်လာနိုင်ပါသလဲ။သုဒချမ်းသာကမေးမြန်းတင်ဆက်ထားပါရှင်။ Since the coup, more than 6000 people have been killed ဒေသစံတော်ချိန်နိုဝင်ဘာ2ရက်နေ့မှာ No New Burma Fans at Ubrijango American အလို့တော်ကအတည်ပြုခဲ့တာပါအထက်လွှတ်တော်စီမင်းနဲ့ American သမ္မတကလက်မှတ်ထိုးတဲ့အဆင့်တွေကျန်နေပေမဲ့ချိန်တို့အတွင်းဥပဒေဖြစ်အတည်ပြုလာဖို့ရှိတယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ် No New Burma Fans at Ha စကောင်စီကိုကဘာပံအပါဝင်နိုင်ငံတကာငွေကြေးဖွဲ့စည်းတွေကအဆက်ဆံမလုပ်ဖို့ဖိအားပေးတဲ့ဥပဒေကြမ်းဖြစ်ပါတယ်အထက်လွှတ်တော်က အတီးပြုတ်လိုက်ပြီဆိုလို့ရှိရင်သမရစီလက်မှတ်ထိုးဖို့တော့မဟုတ်ပါလေဒီဘီလ်ရဲ့ထူးခြားချက်ကတမျက်နာပဲရှိတယ်အခြေတင်သိပ်ပြီးတော့ငင်းခုန်ဆွေးနွေးစရာမရှိဘူးလေအထက်လွတ်တော်မှလည်းသိပ်ပြီးတော့ကြာမှာမဟုတ်ဘူးနဲ့တူတယ်ဒီဘီလာဘာမှအစ်စ်ထက်တောင်းတာမဟုတ်ဘူးညငကိုရောကလှုပ်ထားပြီးသားဥစ္စာကိုဆက်ပြီးတော့လှုပ်ဖို့ပဲတောင်းတာကမ္ဘာမှာစစ်တပ်ကို project အစ်စ်တွေအတွက် အကူအညီမပေးပါနဲ့ဆိုတာလေသူများတွေပြောနေကြတာတော့ဒီ January ထဲမှာ pass ဖြစ်နိုင်တယ်ပြောတယ်ကဘာပေါ်မှာညောင်မကြီးကစစ်တပ်ကိုအရေးယူပြီးတော့တော်လှန်ရေးဘက်ကို အကူအညီပေးဖို့ဥပဒေပြုတာ American တခုပဲရှိသေးတယ်နော် American လွှတ်တော်ကစစ်အုပ်ချုပ်ရေးကိုလုံးဝလက်မခံဘူးပြည်သူတွေဘက်ကရက်တီတယ်ဆိုတာပြနိုင်တယ်လေအရှေကတော့ပြည်သူတွေရဲ့စိတ်ဓာတ်ကကြံ့ကြံ့ခံခံနဲ့ဆက်တိုက်သွားမှာပဲရမယ်လို့ထင်တယ်ဗျာ ညညညနဲ့တွဲပြီးတော့အသုံးချတာလို့ရှိရင်ကျွန်တော်တို့ပိုအကျိုးရှိမယ်ဗျာ။ဘာမာအက်စ်ကိုထက်သွင်းဖော်ပြထားတဲ့အမေရိကန်မျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် UPR NDA ကိုသမ္မတဂျိုးပိုင်နံကလက်မှတ်ရေးထိုးဒီပြုခဲ့တာပါ။ဘာမာအက်စ်ကိုဒီပြုပြီးနောက်လုပ်ငန်းအကောင့်ထဲပို့ဖို့ No New Burma Fans at Brief Burma Ethnic Burma Gabat စားတဲ့ဥပဒေကြမ်းသုံးခုကိုအမတ်တွေကလွတ်တော်ကိုထပ်မံတင်သွင်းပြီးဥပဒေပြုနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိအမေရိကန်လွှတ်တော်ရဲ့လုပ်ရဟာအချိန်ကြာမြင့်မှုတစ်ခုရှိတယ်ဆိုပေမဲ့နှစ်ပေါင်း80ကျော်ဆက်အနာရှင်လက်အောက်ရောက်ခဲ့တဲ့မြန်မာပြည်အရေးကိုဥပဒေပြုပြီးစနစ်တကျချဉ်းကပ်နိုင်မှုအထိပြင်ဆင်နေတာဖြစ်ပါတယ်။ရမ်ကင်ကနေပြီးတော့မှအချက်အလက်တွေနဲ့ပေါ့နော်ထောက်ပြပြီးတော့ပြောသွားတယ်။အာဏာလုထားတဲ့ဆဲဟုတ်စုအနေနဲ့တတ်တာဆိုရင်6000เนาะနေပါရှိတယ်။နောက်တစ်ခါအခုချိန်ဒီမလွတ်သေးပဲနဲ့ဖန်ဆီးထားတာတွေဆိုရင်2000နေပါရှိတယ်။စသဖြင့်ပေါ့နော်ချက်လက်တွေနဲ့သူကပြောလိုက်တဲ့အခါမှာအဲ ဥပဒေကအတည်ပြုထားတယ်ပေါ့နော်။တရားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဗမာပြည်ရဲ့အရေးကိုသိချာနားလည်ပြီးတော့ပြည်သူလူထုကိုကူညီချက်နဲ့နောက်တစ်ခါနိုင်ငံရေးအရာလည်းပဲဒီကအမေရိကန်နိုင်ငံရဲ့သူတို့လက်ဆွဲစကားပေါ့နော်။သူတို့ရဲ့တန်ဖိုးထားမှုကသူတို့ democratization ကိုလောက်တာပေါ့နော်။တကယ်ကိုစနစ်တကျနဲ့လောက်သွားမဲ့သဘောတွေကိုစောင့်နေပေါ့နော်။ဆက်ပြီးတော့ပေါ့နော်။ဒါတွေကိုတိုးပွားပြီးတော့လုံနိုင်အောင်လို့ကြိုးပ ပန်းဆောင်ရွက်ကြရမှာဖြစ်တယ်ပေါ့နော်။ဘာမာကဘတ်ဥပဒေကြမ်းမှာရိုဟင်ဂျာဒုက္ခသည်တွေနဲ့နိုင်ငံတွင်းနေရဆုံးခွာချွေပြောင်းနေထိုင်သူဒုက္ခသည်တွေအတွက်လူသားဆန္ဒအကူအညီပေးဖို့လူမျိုးစုံတပ်ဖြတ်မှုနဲ့ရာဇဝတ်မှုတွေအတွက်တရားမျှတမှုနဲ့တာဝန်ယူမှုတောင်းခံမှုရှိစေရေးဆောင်ရွက်ဖို့စတဲ့အချက်တွေပါဝင်ပါတယ်။ brief bama at ubri jama ro စစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့နိုင်ငံပိုင်လုပ်ငန်းတွေမြန်မာစီးပွားရေးဘဏ်နဲ့လီယန်စီထောက်ပံ့တဲ့နိုင်ငံသားကုမ္ပဏီတွေကိုပိတ်ဆို့မှုတိုးမြှင့် စစ်ကောင်စီကိုစီးပွားရေးအရပတ်မှုသူတွေကိုအမေရိကန်ကဖိအားပေးမှုမြင့်တင်ရေးစတဲ့အချက်တွေပါဝင်ပါတယ်။ လက်တလောအလုပ်တော်မှာဒီပြုခဲ့တဲ့ No New Burma Fans at ဥပဒေချမ်းကတော့အတူဆုံးတဲ့အရှင်ဆုံးဥပဒေချမ်းဖြစ်ပြီးစစ်ကောင်စီရဲ့လုပ်ရက်တွေကိုအချိန်ကျနေဖို့အလားလာအကောင်းဆုံးဥပဒေချမ်းဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ No New Burma Fans at ဥပဒေချမ်းမှာစစ်ကောင်စီအုပ်ချုပ်ရေးရန်ရာကိုကမ္ဘာ့ဘဏ်ကငွေကြေးထောက်ပံ့မှုအသစ်ပိတ်ပင်မှုနိုင်ငံကငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကစစ်ကောင်စီကိုငွေလွှဲပေးပို့မှုရုပ်သိမ်းမှုစတဲ့အချက်တွေပါဝင်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ ဂျပန်နိုင်ငံမှာရှိတဲ့စစ်တပ်လက်အောက်ခံတန်ယုံကမဲယုံဖွင့်မဲရက်ကိုကြိုအတိပဲထုတ်ပြန်တာမရှိပဲကြိုတင်မဲလက်ခံခဲ့တယ်လို့တန်ယုံတချို့မှလည်းတက်တုံရိုက်စီစဉ်နေကြတာတွေရှိတယ်လို့ပြည်ပရောက်မြန်မာရေးစီကသိရပါတယ်။ဂျပန်နိုင်ငံမှာရှိတဲ့တန်ယုံအနေနဲ့ကြိုတင်မဲပေးမဲရက်ကိုအတိပဲထုတ်ပြန်ခဲ့တာမရှိပဲဒီဇင်ဘာလ၁ရက်နဲ့၂ရက်နေ့တွေမှာမဲယုံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီလိုမဲယုံဖွင့်ခဲ့တာကိုနိုင်ငံခြားရေးဝန်ကြီးဌာနကဒီဇင်ဘာလ၄ရက်နေ့မှာသတင်းထုတ်ပြန်တော့မဲယုံဖွင့်ခဲ့တယ်ဆိုတာသိရတာပါလို့အဲ့ဒီနိုင်ငံမြန်မာနိုင်ငံသားတယောက်ကပြောပါရယ်အဲ့ဒီစစ်ကောင်စီတန်ယုံကမဲယုံဖွင့်မဲ့ရက်ကိုအတိပေးတာမရှိခဲ့ပေမယ့်ဒီဇင်ဘာလ၁ရက်နေ့ကနေ၁၂ရက်နေ့အထိ passport အသက်တမ်းတိုးပေးဖို့ကြံနေတဲ့သူအယောက်900ကိုစီမံချက်အနေနဲ့လှုပ်ဆောင်ပေးတော့မယ်ဆိုပြီးထုတ်ပြန်ခဲ့တာရှိပါရယ် ဒီလိုကြိုတင်မဲ့လက်ခံမဲ့ရက်မှာစီမံချက်နဲ့ passport တက်တန်းတိုးပေးဖို့လောက်တာနဲ့ပတ်သက်လို့တတိယဖြစ်စရာလောက်ရက်အဖြစ်ဂျပန်ရောက်မြန်မာတချို့ကယူဆထားကြပါတယ်စတက်ကအခုဒီဇင်ဘာလကုန်ပိုင်းကစပြီးရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲဟာအတူအယောင်ရွေးကောက်ပွဲဖြစ်ပြီးတိုင်းပြည်အတွက်ကောင်းကျိုးမရှိနိုင်ဘူးလို့နိုင်ငံတကာနဲ့တော်လှန်ရေးဘက်တော်သားတွေကဝေဖန်နေကြပါတယ်ရှင်။ ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကခေခိုင်ပါ